မင်္ဂလာပါရှင်ရှန်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းကြောင်မှာကတော့မဲဆန္ဒရှင်ပြည်သူများမပြတ်မကွက်မဲဆင်းလာကြည်ကြရန်ယူအီစီမြေတားရက်ခံနေတဲ့သတင်းဖြစ်ပါတယ်ပြည်စုံမှန်ကန်သောမဲဆန္ဒရှင်ဆင်းရရှိရန်အတွက်မဲဆန္ဒရှင်ပြည်သူများအနေဖြင့်အိမ်နောက်စုတစုလင်းအနေဆုံးတူမပြတ်မကွက်လာရောက်၍မဲဆင်းကြည့်ရှုခြင်းဖြင့်ပူပေါင်းကူညီဆောင်ရွက်ပေးကြရန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကမြစ်တာရက်ခံအသိပေးထားကြောင်းသိရပါတယ် လာမယ့်ဒီဇင်ဘာ28ရက်တွင်စတင်ကျင်းပမယ့်အထူးထူးရွေးကောက်ပွဲအတွက်မင်းစင်းများကိုစက်တင်ဘာ30ရက်နေ့မှအောက်တိုဘာ23ရက်နေ့ထိ14ရက်ကြာသက်ဆိုင်ရာရက်ကွက်ကြေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်ရုံးများနှင့်ကြေးရွာအုပ်စုအတွင်ရှိကြေးရွာများတွင်ပထမကြိမ်ဖြင့်ကတ်ထားကြေညာမှဖြစ်ကြောင်းသိရပါသည်အကြောင်းပြမျိုးကြောင့်ရက်ကွက်နေ့ကြေးရွာအုပ်စုများတွင်ကတ်ထားကြေညာနိုင်ခြင်းမရှိပါကသက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ဝင်ရုံးများတွင်မဲဆင်းကြည့်ရှုနိုင်ရေးစောင့်မှတ်ထားမှာဖြစ်ပြီး မဲဆန္ဒရှင်စင်းများကတ္တာကြီးညာစဉ်မဲဆန္ဒရှင်များကမဲစင်းလာရောက်ကြည့်ရှုမှသာပြေဆုံးမှန်ကန်သောမဲစင်းရရှိနိုင်မှဖြစ်ကြောင်း UEC ကဆိုပါတယ်အလားတူမဲဆန္ဒရှင်များအနေဖြင့်မဲစင်းကိုလာရောက်ကြည့်ရှုပြီးမိမိအမည်မဲစင်းတွင်မပါဝင်ပါကပုံစံသုံးဖြင့်မဲစင်းတွင်အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်းမပါဝင်တဲ့သူများပါဝင်နေပါကပုံစံလေးဖြင့်ကန့်ကွက်ခြင်းမဲစင်းပါအချက်လက်များမှားယွင်းနေပါကပုံစံလေးကားငယ်ဖြင့်ပြင်ဆင်လာတင်သွင်းခြင်းတို့ကိုဆောင်ရွက်စီလိုကြောင့်အသိပေးထားပါသည် ူအသွုံးပုံစံများကိုရွက်ွက်ကြေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင်အခမဲ့ရယူနိုင်မှာဖြစ်ပြီးအကူကဲ့သို့ဖြည့်ဆွက်ခြင်းပေဖြတ်ခြင်းပြင်ဆင်ခြင်းတို့ကိုဆောင်ရွက်ပြီးပါက အထူးထူးရေကောက်ပွဲအတွက်မဲဆန္ဒရှင်စည်ရင်ကို2025ခုနှစ်နိုဝင်ဘာလအတွင်းနောက်ဆုံးအကြိမ်ဖြစ်ထပ်မံကတ္တာကြေညာမှာဖြစ်သလိုမဲဆန္ဒရှင်များအနေဖြင့်လည်းလူဝတ်သောတောင်းဆိုမှု ပြင်ဆင်မှုကန့်ကွက်မှုများထပ်မံဆောင်ရွက်နိုင်မှာဖြစ်ကြောင်းသိရပါပါတယ်ရှင်။